အင်္ဂလာပါရှင်ဒီနေ့အတူတူထုံးကြမယ့်ပုံလေးဖြစ်ပါတယ်စတုံးမတုံးခင်မှာစပင်ကိုခြေထားမယ်ပေါင်နာသုံးချက်တဲ့သူတွေကလည်းထက်သုံးလို့ရပါတယ်ဘေးစီးခွဲထားပြီးတော့နောက်ကို ထိတ်ဖောင်းနည်းနည်းလေးဖောင်းပြီးတော့အခုတိုင်းလေးသိမ့်လိုက်ပါတယ်ဒီနေ့စတုံးကတော့ဘေးချမ်းကိုဟိုကျဆမ်းပြီးတော့နှစ်ပင်လိန်တို့အလှဆင်တာမဟုတ်ပဲနဲ့ရိုးရိုးပဲအဝိုင်းလေးပဲတင်လိုက်တယ်ပေါ့နော်ဒီတင်တဲ့နေရာမှာအာ အဲ့ဒီကိုထုံလို့ရှိရင်တော့ခလစ်ခလေးနဲ့ပဲတုံးပေးပါချိုကတော့အခုဒီမှာနမူနာလေးထုံးပြတာဖြစ်တဲ့အတွက်ဟိုဒီစပင်ကရှုပ်နေလို့ပြန်ပြီးတော့ဖြုတ်ရတာလွယ်အောင်လို့ ကလေးနဲ့ပဲတုံးလိုက်တာပါဒီလိုလေးကတော့ဧည့်သည်ကိုမတုံးပါနဲ့ဒီနေရာမှာပြန်ပြီးတော့ပြုတ်ထွက်มาဆိုးလို့ပေါ့เนาะအဲ့ဒါပြီးသွားရင်တော့အခုပြထားသလိုမျိုးနံပါတ်၄နေရာကိုမှအောက်ကိုနည်းနည်းပို့ရအောင်လို့သဘင်အားလုံးကို စုစည်းပါအောက်ကိုခါတိုင်းထက်ပို့ပြီးတော့မှရောက်ရပါမယ်ဘာလို့တည်တည်ဆာပြောလဲဆိုလို့ရှင်ကျမတို့အပေါ်ကိုပြန်လှမ်းมาဖြစ်တဲ့အတွက်ပေါ့เนาะပြီးရင်တော့စကန်ကို အခုတိုင်းလေးထည့်မယ်စကန်ထည့်တဲ့နေရာမှာလေအရင်ရေးကြည့်ပါတယ်စကန်ကအောက်ကဥယျာဉ်ပြားနဲ့ကပ် မနေဘူးဆိုလို့ရှိရင်အဲ့စတုံးကအောက်ကနေဘေးကနေကြည့်တဲ့အခါမျိုးမှာအလွတ်တီးဖြစ်နေတတ်တယ်ပေါ့နော်အဲအကြောင်းမလို့စခန်းကိုသီးရှာရှာလေးထက်ပေးပါရှင်အဲ့ရပြီးသွားပြီဆိုလို့ရှိရင်တော့အခုခွဲပြထားသလိုမျိုးစပင်းကိုဟိုညီလူမြလူလေးတွေခွဲပြီးတော့ယူပါမယ်အဲ့ဒီကိုထုံးမယ်ဆိုလို့ရှိရင်တော့ဝက်စလေးအပြုတ်လေးပေါ့နော်အဲ့လိုလေးကင်မှာအဲ့ဒါမှပဲဒီ လူစပင်ဖြစ်တဲ့အတွက်စပင်အတူအပြတ်တွေဘေးနားကထွက်နေတာတွေအားလုံးကိုလိန်တဲ့အထဲမှာတပေါင်းတစီတွေပါသွားမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်တော့စပင်လဲပဲအထူပါတိတ်ပြီးတော့မညီတဲ့သူဆိုလို့ရှိရင်ဒီအနားတွေဖွာလန်ကျဲပြီးတော့ဖြစ်နေတတ်တယ်ပေါ့နော်အဲ့ဒါကိုစပင်းတွေလိုက်ဖြန်လို့လည်းအဆင်မပြေဘူး worst နဲ့တော့မှအဆင်ပြေမှာပေါ့နော်လိန်တဲ့ဟာကကြာတော့အခုချိုးပြထားတယ်လို့မျိုးပဲသူကအဲ စပင်ကိုလိမ့်လိုက်တဲ့အဖျားပိုင်းကိုရောက်တဲ့အခါကျတော့နည်းနည်းလေးကိုတတိထားရမယ်။ဘာလို့လဲဆိုရင်စပင်ကအရင်နဲ့အဖျားဆိုလို့ရှိရင်အများသောအားဖြင့်အရင်ကနည်းနည်းပိုထူပြီးတော့မှအဖျားကနည်းနည်းလေးပါနေတာဖြစ်တဲ့အတွက်အဖျားပိုင်းကိုရောက်တဲ့အခါစပင်ကိုတအားကြီးမလိမ့်မင်းနဲ့ခပ်ခွတ်ခွတ်ကလေးအပေါ်နဲ့မြတ်တက်အောင်ယူရမယ်ပေါ့နော်။အဲ့ဒါမှပဲဒီလိုဟိုမြင်ရတဲ့ line တွေကညင်းနေမှာပေါ့နော်။ ကိုက line တွေကိုပြန်ပြီးတော့ကတ်တဲ့အခါလဲဒီစကန်အပေါ်မှာစဒုံးပုံစံလေးဝိုင်းဝိုင်းလေးရအောင်ကတ်ရပါမယ်။ယူရာတလိုင်းကနည်းနည်းလေးအားနဲ့ဆွဲမိသွားလို့အတွင်းကိုဝင်သွားတယ်။နောက်တလိုင်းကကျတော့လိန်နာလက်နည်းနည်းအားရော့သွားလို့ပွနေတယ်ဆိုလို့ရှိရင်စဒုံးပြီးသွားတဲ့အခါအဲ့ဒါမျက်နှာပြင်မငြီလို့ရှိရင်မလာတော့ဘူးပေါ့နော်။ ဲ့ဒါတရားကဗီဒီယိုအရှိကိုလာကြည့်တဲ့သူတွေအတွက်ချိုးကတိတ်ရှာရှာလေးပြောပြပေးတာပေါ့နော်တကယ်လို့အတူလေးတွေကြည့်ချင်တယ်ဆိုလို့ရှိရင်တော့မြန်မြန်လေးပြတဲ့ဟာကို TikTok တို့ Facebook တို့မှာထပ်ပြီးတော့တင်ပေးပါမယ်ပြီးတော့ဒီဟာ YouTube ထဲမှာလည်းအတူပေါ့နော် short video ထဲမှာလည်းတင်ပေးဖို့ရှိပါတယ်ရှင်စကန်ကုံတဲ့အထိစပင်းကုံတဲ့အထိ ဒီလိုမျိုးပဲလိမ်သွားမှာဖြစ်ပါတယ်။စပင်နဲ့စခန်နဲ့ကွတိဖြစ်ရမယ်နော်။စခန်ကကြံနေသေးတယ်၊စပင်ကကုန်သွားပြီ။ဒီလိုဖြစ်လို့မရဘူး။ကွတိဖြစ်ရမှာပေါ့နော်။အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကိုလိမ်ပြီးတော့နေရာချထားခဲ့တဲ့ line တွေညီရက်လာတေးချာလေးပြန်စစ်စစ်ပြီးသွားရင်အဲ့ဒီစခွထိုးထားတဲ့နေရာကိုပြန်ဖုံးအောင်လို့အခုလိုလေး ဒါပိတ်လိုက်တဲ့သဘောပေါ့နော်ဆိုတော့ကိုကဒီစရုံးပုံစံလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့ဘီးချွန်နဲ့လိုအပ်တဲ့နေရာကိုကိုမျက်လုံးထဲမှာလိုနေရလို့ထင်တဲ့နေရာတိုင်းကိုဘီးချွန်လေးနဲ့လိုက်ထုတ်လို့ရတယ်ပေါ့နော်ပန်းကတော့ဒါချို့တော့ တင်တန်းမှလေးတင်တယ်ဒီပုံကလေအဝယ်ချားတဲ့အထဲမှာလေဒီပုံလေးကအရန်ဟိုမှာလူကြိုက်များတဲ့ပုံလေးဖြစ်ပါတယ်ချိုကနှစ်ခက်ဝမ်းဆက်လေးလှုပ်ပေးထားတယ်ပေါ့နော်နှစ်ခက်ပန်တောင်မှအခုချိုစတုံးအရင်မှပန်ပြထားသလိုမျိုးကိုပန်လို့လှတယ်ဒီဟာကတော့လက်လွန်ကျက်သွုံပေါ့နော်ပန်အပန်းဆိုင်ပိုင်ရှင်ဆိုပြီးတော့မှခြေမိုးပြီးတော့ဒီအိန္ဒိယစတုံးပုံစံဖြစ်သွားအောင်ကိုတမင်ကိုပန်ပြလိုက်တာပေါ့နော်နမူနာလေးပြတာဖြစ်တဲ့အတွက်အားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင် တင်နန်းစိတ်ဝင်စားတဲ့သူတွေလည်းစုံစမ်းမေးမြန်းလို့ရပါတယ်အပန်းစရိုးတင်နန်းမိတ်ကက်စတုံးတင်နန်းအားလုံးရှိပါတယ်ရှင်ကျေးဇူးပါနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်